အကိုနဲ့လက်ထပ်မဲ့သူကဘသူလဲဆိုတာအခုချိန်ထိမသိသေးပါဘူးလို့ညင်းဆိုလာတဲ့အဲလာရွှင်စင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်ဟင်းဝင်ရရဲ့အခြေအနေနဲ့ပတ်သက်ပြီးမင်္ဂလာသတင်းတွေကိုလည်းပရိသတ်တွေကတီးပြီးသားဖြစ်မှာပါဟင်းဝင်ရကဒီနှစ်ထဲမှာပဲမင်္ဂလာဆောင်တော့မယ်ဆိုတဲ့သတင်းကိုသူရဲ့ဖခင်ဖြစ်သူကိုရိုင်းကအတိအကျပြောပြလာခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့သူရဲ့မိသားစုဝင်တွေဖြစ်တဲ့အဲလာရွှင်စင်ကတော့လုံးဝမသိဘူးလို့ညင်းဆိုလာတာဖြစ်ပါတယ်နောက်ပြီးဆိုရှယ်မီဒီယာတွေမှာဆိုရင်လည်းဘသူနဲ့ဘသူနဲ့တွဲနေရဆိုတဲ့သတင်းတွေ ကအများကြီးတက်လာနေတော့အကိုကဘသူနဲ့ကြိုက်နေမှန်းတော့မသိပါဘူးလို့ပြောပြလာခဲ့တာပဲဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးစောင်းရုံဆန်ကတော့သူ့ဘက်ကနေပြီးတော့မှနောက်ထပ်အခုလိုမျိုးအထင်အမြင်လွဲလာမျိုးတွေအဖြစ်မခံကျင်တဲ့အတွက်ဆိုပြီးသူနဲ့ဟင်းဝီရန်နဲ့မသက်ဆိုင်မှုဆိုတဲ့အကြောင်းတွေကိုရှင်းပြလာခဲ့ပြီးသွားပြီးဖြစ်ပါတယ်။ဒါကြောင့်မလို့လေပြည်သက်တွေကဟင်းဝီရန်နဲ့လက်ထက်မဲ့သူကစောင်းရုံဆန်မဟုတ်တော့တာတော့တည်ကြတဲ့လောက်ရှိနေပြီဖြစ်တယ်လို့ပြည်သက်တွေထင်ကြီးပြီးနေတဲ့စိုးပြိသစိန်နဲ့လူသားမျှော်လင့်နေကြတာပဲဖြစ်ပါတယ်။မကြသေးခင်ရက်ကဆိုရင်လေဒီဇိုင်နာ မေမြဝါဆိုနဲ့အတူဟိန်းဝင်းရန်စူပြည်တဆင်တို့က wedding whistle အတွက်50နီချနေရဆိုတဲ့ပုံရိပ်တွေကတက်လာခဲ့တာဖြစ်ပါတယ်။တကယ်တော့အဲ့ဒီဓာတ်ပုံတွေကလည်းဖြည့်ညက်ကပ်ပဲဖြစ်တယ်လို့အဲလာရွှေစင်ကပြောပြလာခဲ့ပါတယ်။အဲလာရွှေစင်အနေနဲ့အခုဆိုရင်ဆိုရှယ်မီဒီယာမှာအကိုနဲ့တခြားမင်းသမီးတွေနဲ့တွဲနေတဲ့ပုံတွေကတောက်လျှောက်ဆိုသလိုတွက်နေရပဲလေ။အဲ့ဒီတော့ကိုလေးကြည့်ပြီးတော့စိတ်လှုပ်ရှားရပါတယ်။အကိုကတကယ်ပဲဘသူနဲ့မင်္ဂလာဆောင်မှာလဲလက်ထပ်မှာလဲဆိုတာကိုတကယ်ကိုသိကြနေပါပြီ။သူ့အနေနဲ့လေအဲ့ဒီနေ့တုန်းကမင်္ဂလာကြောင်ပြောလိုက်တဲ့အချိန်မှာ surprise ဖြစ်သွားပါတယ်။အခုချိန်ထိလည်းဘသူမှမသိသေးပါဘူး။ပရိသတ်ကြီးအနေနဲ့လေတကယ်တကယ် ခင်မင်္ဂလာဆောင်တဲ့အချိန်မှာ surprise ဖြစ်သွားမှသိကြပါတယ်။ဒါကြောင့်မလို့ကိုနဲ့အတူတူ surprise ဖြစ်ကြရအောင်ဆိုပြီးအဲလာရွှေစင်ကအင်တာဗျူးတစ်ခုမှပြောကြားထားတာပါ။ဒီဇိုင်နာတအုံးနဲ့ ဆိုပြည်တဲ့စဉ်အလာရွှေစင်တို့၃ရောက်တူတူရိုက်ထားတဲ့တပ်ပုံကလည်းတက်လာခဲ့တာဖြစ်ပြီးရောင်းမလေးနဲ့အတူတူမင်္ဂလာဝတ်ဆောင်သွန်းကြည့်ရဆိုတဲ့ post တစ်ခုကတက်လာတာပါအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်းအလာရွှေစင်ကအဲ့ဒါအကြောင်းကတော့အမှန်တရားလည်းဖြစ်ရင်လည်းဖြစ်သွားမှာပေါ့လွှဲရင်လည်းလွှဲသွားမှာပေါ့အဲ့ဒီပုံလေးတက်လာတော့ကိုတော်မှရှင်းခုံမိသွားပါတယ်ဆိုပြီးပြောပါတယ်ပရိသတ်တူရတကယ်ကိုပဲပုံရှားတော်တယ်လို့လည်းအလာရွှေစင်က ပြောသွားခဲ့တာပါတကယ်လို့အဲ့ဒီပုံကိစ္စနဲ့ပတ်သက်ပြီးတော့မင်္ဂလာကိစ္စကအခုပုံဝါတက်လာတဲ့သူနဲ့ဖြစ်ချင်လဲဖြစ်မှာပေါ့မဖြစ်ချင်လဲမဖြစ်ဘူး ဒီကိစ္စအမှန်ရင်လည်းမှန်မှာပေါ့မမှန်ရင်လည်းမမှန်ဘူးပေါ့ဆိုပြီးမတိမကျစကားတွေနဲ့ပြောကြားသွားခဲ့တာပါအဲလာရှေစင်အနေနဲ့ကတော့အကိုအနေနဲ့ဘသူကိုပဲယူယူသူအနေနဲ့စိတ်ထဲမှာပြောင်းလဲသွားတာမျိုးမရှိပါဘူးအကိုချစ်လို့လက်ထလိုက်တဲ့သူကိုရှောင်းမလို့သဘောမထားဘဲအမတယောက်လို့ညီမတယောက်လို့သဘောထားမှာပါလို့ပြောပြလာခဲ့ပါတယ်ဒါအပြင်အကိုအနေနဲ့လည်းလက်ရှိအချိန်မှာဆိုရင်တော့အိမ်အောင်ပြုတ်တဲ့အရွယ်ကိုလည်းရောင်းနေပြီဖြစ်တဲ့အတွက်အိမ်အောင်ပြုတ်မယ်ဆိုရင်လည်းလုံးဝပိတ်ပင်တားဆီးတာမျိုးရှိမှာမဟုတ်ပါဘူးလို့ပြောထားပါတယ်နောက်ပြီးအကိုကအိမ်အောင်ကျသွားလို့ လို့လည်းသူ့အနေနဲ့အချစ်ရော့မှာမဟုတ်ဘူးလို့လည်းပြောပြလာပါရယ်ပရိသတ်ကြီးတည်စနေတဲ့အဖြေကိုတော့အဲလာရွှေစင်ကိုတိုင်ကပြောပြထားတာမျိုးမရှိသလိုဟိန်းဝင်ရန်ကိုတိုင်ကလည်းဒီကနေ့ချိန်ထိနှုတ်ဆက်နေတာပါဟိန်းဝင်ရန်ကသူချင်းရတဲ့မျိုးသမီးကအင်ကာနန်နဲ့စတဲ့မျိုးသမီးလို့ပြောခဲ့တာကလွဲရင်ဒီကနေ့ဒီချိန်ထိဘဒူပဲဝါဆိုတာအတိအကျမပြောသေးလို့ပရိသတ်တွေကလည်းအသေးရနေရတာပါဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရော အကိုမင်္ဂလာဆောင်မှာဘသူနဲ့လဲဆိုတာဒီကနေ့အချိန်ထိမသိသေးဘူးလို့ပြောလာတဲ့အယ်လာရွှေစင်ပေါ့ဘယ်လိုရီထင်မြင်သုံးသပ်မိလဲဗီဒီယိုအောက်က comment လေးမှာရေးသွားပြီးခဲ့ပါအောင်ရှင်